ဟုတ်ကဲ့ဒီနေ့မှာတော့ The Power of Photography Photography ရဲ့စွမ်းအားတွေကြောင့်ကျွန်တော်လေ့လာသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့လိုမျိုးသတင်းချက်လက်တွေပို့ရှင်နေတဲ့ခေတ်ကြီးမှာဘာကြောင့်မို့ဓာတ်ပုံပညာလိုအပ်နေသေးတာလဲဆိုတာကိုဒီဗီဒီယိုလေးဆိုရင်သိရပါလိမ့်မယ်။ ကဲကျွန်တော်ဒီနေ့မှာတော့ဒီ The Power of Photography Photography ရဲ့စွမ်းအားတွေကြောင့်မပြောပြသေးခင်မှာကျွန်တော်တို့ဒီ MBA Learning Map အကြောင်းလေးနည်းနည်းရှင်းပြပေးခြင်းနဲ့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီဓာတ်ပုံဆရာအကောင့်တယောက်ဖြစ်ဖို့အတွက်မဖြစ်မနေအာတိထားတဲ့ level လေးတွေကိုပေါ့နော်ကျွန်တော်ခန့်ကန်တာလေးတွေကိုကျွန်တော်ဒီလို Learning Map ပုံစံမျိုးလေးကျွန်တော်လုပ်ထားတယ်အဲ့ဒီထဲမှာကျွန်တော်ဒီနေ့လေးလောက်သွားမယ့်အပိုင်းကတော့ကျွန်တော်တို့ကဒီ Photography Foundation နံပါတ်1အဓိကအရေးကြီးဆုံးပေါ့နော်အခြေခံတွေရဲ့အဲအထက်မှာပါဝင်တယ်ပေါ့နော်အဲ့တော့ ဒီနေ့မှာတော့ဒီအပိုင်းလေးကိုကျွန်တော်လေ့လာပြအောင်မယ်။ကျန်တဲ့အပိုင်းလေးကိုလည်းကျွန်တော်နောက်ပိုင်းမှာအဆင်ဆင်မြှောက်ပေးသွားမှာဖြစ်တယ်ပေါ့နော်။ဒီနေ့ကတော့ကျွန်တော်တို့ The Power of Photography ကိုလေ့လာကြည့်အောင်ပါ။ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီ Photography မှာဘယ်လို power တွေရှိလဲဆိုတာကိုလေ့လာကြည့်အောင်ပါနော်။အဲ့တော့ကျွန်တော်ကတော့လောလောဆယ်မှာအချက်၅ချက်နဲ့ကျွန်တော်တတ်မှတ်ထားတယ်ပေါ့နော်။အာဒီထက်အများကြီး Photography ကကျယ်ပြန့်သေးတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီအချက်၅ချက်ကိုအရင်လေ့လာကြည့်အောင်ပါနော်။အဲ့တော့ဒါအရင်ဆုံးဒါအတူကောက်လေးတွေရေးထားတာ။ဓာတ်ပုံဒီမှန်ညာ၊ဓာတ်ပုံဒီတက်တည်၊ဓာတ်ပုံဒီစိတ်ကံစားချက်၊ဓာတ်ပုံဒီအတန်၊ဓာတ်ပုံဒီအနုပညာဆိုပြီးတော့မှကျွန်တော်ကဒီ ဖိုတိုဂရဖီရဲ့ပါဝါတွေကိုအချက်၅ချက်နဲ့အဓိပ္ပာယ်ဖွင့်ဆိုထားရတယ်ပေါ့နော်တကယ်တကယ်တော့ဖိုတိုဂရဖီဒီထက်အများကြီးပို့ပြီးတော့မှနှက်နေပါတယ်ပို့ပြီးတော့မှကျေပြန့်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီအချက်၅ချက်ကိုလေ့လာကြည့်အောင်ပါနောက်ပိုင်းမှာကျွန်တော်သိလာရတာလည်းရှိလို့ရှိရင်လည်းကျွန်တော်ထပ်ပြီးတော့မှဖြည့်ဆက်ပေးသွားပါမယ်အဲ့တော့ဒီဖိုတိုဂရဖီရဲ့ပါဝါ၅ခုကိုမလေ့လာခင်မှာပေါ့နော်ဒီဖိုတိုဂရဖီဆိုတဲ့စကားလုံးလေးကဘယ်ကနေဘယ်လိုဆင်းသက်လာရလဲဘယ်လိုမျိုးဖြစ်ပေါ်လာရလဲဆိုတာလေးကိုလည်းကျွန်တော်အရင်ဆုံးရှင်းပြပေးခြင်းနဲ့ပေါ့နော်ဟိုကဇပုံပညာကိုစိတ်ဝင်စားတဲ့အခါမှာ ်အကိုရဲ့ဓာတ်ပုံပညာဆိုတဲ့ဒီ photography ဆိုတဲ့ဟာလေးကဘယ်လိုမျိုးဖြစ်ပေါ်လာလဲဆိုတာလေဒီအခြေခံဘ ഹു တ္တတာလေးကိုကျွန်တော်တို့ကတိထားတင်နေဆိုတဲ့ကြောင့်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဥစ္စာကိုမြန်မာလိုနည်းနည်းလေးဟိုလှအောင်ပေးထားတယ်အမှုပညာတစ်ခုမွေးဖွားခြင်းဆိုပြီးတော့မှအတိတ်ပဲပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင်ပေါ့နော်ဟုတ်ရင်တော့ဆိုရင်ကျွန်တော်တို့ကဒီပကြီးပဘူးနော်စာပေတို့ကကျွန်တော်အပြစ်မှာတကယ်ရှိတဲ့စစ်မှန်မှုတွေကိုကျွန်တော်တို့ကအတိအကျမပြနိုင်ခဲ့ဘူးပေါ့နော်ဒါကလည်းကျွန်တော်တို့အမှုပညာတွေပဲ ပကြီးတွေဘပူတွေစာပေတော့ရှိခဲ့တယ်သူတို့တွေလည်းပုံဖော်မျိုးမျိုးပုံဖော်ရတယ်မဟုတ်ပကြီးဆွဲကြတယ်ဘပူတွေစာတွေရေးကြတယ်အဲဒါတွေကကျွန်တော်တို့အနေနဲ့ဟိုတိလို့တိတော့တိခွင့်ရကြတယ်ဘိုးဘူးတော့ရကြတယ်ခန်းစားလို့ရတယ်ခံမှန်းလို့ရတယ်ဆိုပေမဲ့အတိအကျကြီးသူတို့ကဖော်ပြပေးနိုင်စွာမရှိခဲ့ကြဘူးနော်ကျွန်တော်တို့စိတ်ထဲမှာလည်းဒီဥစ္စာကြီးကအပြင်မှာတကယ်ရှိနေတဲ့အရာကြီးပါလားအတိအကျကြီးပါလားဆိုတာကိုကျွန်တော်တို့ကမခံစားခဲ့ကြရအောင်ဗောနော်ဟိုထတ်တူနီးပါးတူရယ်ဆိုတော့ပဲကျွန်တော်တို့ကခံစားခဲ့ကြရတာဗောနော်အဲကျတော့ဓာတ်ပုံပညာကကျတော့အဲ့လိုမဟုတ်ဘူးဗျာကျွန်တော် အပြင်မှာရှိတဲ့စစ်မှန်မှုကိုတကယ်အတိအကျဖော်ပြနိုင်တယ်ပေါ့နော်အပြင်မှာဒီဒီလိုမျိုးရှိနေရပါလားဒါဒါရှိနေရပါလားဒီလိုမျိုးရှိခဲ့တာပါလားဆိုတော့လုံးဝအတိအကျပြနိုင်တဲ့အမှုပညာတစ်ခုအနေနဲ့သူကပေါ်လာပါတော့အခုချိန်ကြီးလဲကျွန်တော်တို့ဒီဓာတ်ပုံပညာကိုသုံးနေကြတော့မယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီဖိုတိုဂရဖီကဒီလိုအမှုပညာအနေနဲ့မွေးဖွားလာတယ်ပေါ့နော်အဲ့တော့ဒီဖိုတိုဂရဖီဆိုတဲ့စကားလုံးလေးကိုကျွန်တော်တို့နည်းနည်းလေးလာကြည့်အောင်ပေါ့နော်အဲ့တော့သူကတော့ကျွန်တော်ဖိုတိုရယ်ဂရက်ရယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုနှစ်ခုကိုပေါင်းဆက်ထားတာပေါ့နော်ကျွန်တော်ဒါကဂရိဘာသာစကားနေစဉ်သက်လာတာ ဘယ်လိုဆင်းသက်လာဆိုတော့1939ခုနှစ်မှာဒီဟော့ပီဝဲတစ်ခုမှာစပြီးတော့မှဒီစကလုံးလေးကိုစတောင်းခဲ့တာပါတောင်းခဲ့တဲ့လူကတော့ကျွန်တော်ဒီမှာသူ့နာမည်ရှိတော့ John Frederick William Hager ဆိုတဲ့ဆရာတယောက်ကပေါ့နော်သူ့ရဲ့ဒီဟော့ပီဝဲတစ်ခုမှာဒီ photography ဆိုတဲ့စကလုံးလေးကိုစတောင်းခဲ့တာပေါ့နော်အတိတ်ပဲကတော့သူကကျွန်တော်က photo ဆိုတာကတော့ကျွန်တော်ဒီဒီဒီဟာဂရိဘာသာစကားကိုကျွန်တော်ကဘာသာပြန်တာပေါ့နော်အဲ့တော့ light ဆိုတော့အလင်းပေါ့နော်နောက်က graph ကတော့ကျွန်တော်တို့က ဒါ drawing ဒါမှမဟုတ်ကျွန်တော် writing ပေါ့နော်အဲ့တော့ကျွန်တော်ကအလင်းနဲ့ရေးဆွဲခြင်းဆိုပြီးတော့မှအတိတ်ပဲဖွင့်ဆိုလို့ရတယ်ပေါ့နော်အဲ့ photography တဲ့ဆိုတဲ့စကလုံးလေးဖြစ်ပေါ်လာပုံပဲပြမြန်မာလိုကတော့ဓာတ်ပုံပညာပေါ့နော်အဲအင်္ဂလိပ်လိုကတော့ photography ပေါ့နော်အဲ့တော့ photography လို့သုံးထုံးကြတာပို့ပြီးတော့ဟိုကောင်းတယ်ပေါ့ဒါဆိုကျွန်တော်တို့ YouTube တွေဘာတွေမှာ share တဲ့ခါကြလို့ရှင်လေဒီဥစ္စာလေးကိုအဓိကရှာအောင်ပါပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီ photography ဆိုတာဒီဓာတ်ပုံပညာကိုရည်ညွှန်းတဲ့စကလုံးတစ်လုံးဖြစ်တယ်အဲ့စကလုံးတစ်လုံးကိုအရင်ဆုံးစတဲ့အောင်ခဲကြရလားဆိုတော့အဲ့လိုတော့မဟုတ်ဘူးဗျာ ီ photography ရဲ့ရှေ့မှာပေါ့နော်ဟိုအသုံးပြုခဲ့ကြတဲ့စကားလုံးတွေရှိတယ်အဲ့ဒါကြတော့သူကဒီသူတို့ဓာတ်ပုံရိုက်ကူးတဲ့လုပ်ငန်းစဉ်ပေါ်မူတည်ပြီးတော့မှအသုံးပြုခဲ့ကြတဲ့အဲသဘောတရားလေးတွေပေါ့ဆိုတော့ပထမကကျွန်တော်တို့ကဘာပထမဆုံးဓာတ်ပုံဆိုရင်ဒါကျွန်တော်တို့က heliography heliography ဆိုတဲ့အဲဓာတ်ပုံရိုက်ကူးခြင်းလုပ်ငန်းစဉ်နဲ့ကျွန်တော်ရိုက်ကူးထားတဲ့ပုံဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော် heliography ဆိုပြီးတော့ကျွန်တော်သုံးခဲ့ကြတယ်နောက်တစ်ခါအဲဒုတိယအနေနဲ့ကတော့ကျွန်တော်ဒီမှာ decorative type ဆိုတဲ့ စားတဲ့ဖြစ်ပေါ်တယ်ဒီ degree type ဆိုတဲ့ဒီနောက်ထပ်ကင်မရာတစ်မျိုးပေါ်လာတယ်အဲ့ပုံစံနဲ့အဲ့လုပ်ငန်းစဉ်ပုံစံတိုင်းကိုကျွန်တော်တို့ကအဲအသုံးပြုတဲ့လုပ်ငန်းစဉ်ပေါ်မူတည်ပြီးတော့မှ degree type ဆိုပြီးတော့ခေါ်လာကြတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာကတော့ဒီ photography ရဲ့အချိန်မှာကျွန်တော် heliography တို့ degree type တို့စားတဲ့ဖြစ်အဲ့လိုမျိုးဒီဓာတ်ပုံပညာကိုခေါ်ခဲ့ကြသေးတယ်ဒါပေမဲ့နောက်ပိုင်းမှာဆောနာကဆရာကြီးကဟောပြောခဲ့တဲ့ခုမှာဒီ photography ဆိုတဲ့စကားလုံးလေးကိုစပြီးတော့အသုံးလုံးပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ကဓာတ်ပုံပညာကို photography ဆိုပြီးတော့ပဲအခုချိန်ထိကျွန်တော်အသုံးပြုလိုက်ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ ဟီလီယိုဂရဖီတို့ကဘာပထမဆုံးဓာတ်ပုံတွေအကြောင်းတွေပြီးရင်ဒီဒဂရတိုက်ကင်မရာတွေရဲ့အလုပ်လုပ်ဆောင်အလုပ်လုပ်ပုံတွေကိုကျွန်တော်ဒီကင်မရာတွေအကြောင်းပြောတဲ့ခါကြလို့ရှင်ကျွန်တော်အသေးစိတ်ထပ်ရှင်းပြပေးဦးမယ်ဒါအခုချိန်မှာတော့ကျွန်တော်လောလောဆယ်အာဒါဓာတ်ပုံရိုက်ဖို့ဓာတ်ပုံရိုက်တဲ့အခါမှာလုပ်ငန်းစဉ်တစ်ခုကိုဒါနာမည်ဖြစ်ခေါ်ရတယ်လို့ပဲကျွန်တော်လောလောဆယ်သတ်မှတ်ထားလို့ရပါတယ်ကျွန်တော်နောက်ပိုင်းမှာအသေးစိတ်ထပ်ရှင်းပြပါမယ် The power of photography photography ရဲ့ power တွေကပထမတစ်ချက်ဖြစ်တဲ့ဓာတ်ပုံဒီမှတ်ဉာဏ်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါနော်အဲ့တော့ ဓာတ်ပုံဟာကျွန်တော်အချိန်ကာလတစ်ခုရဲ့တည်ရှိနေမှုဖြစ်ပျက်နေမှုများကိုအစမှန်တိုင်းဖန်ယူပေးနိုင်တာကြောင့်ဓာတ်ပုံကိုအချိန်လို့လည်းပြောနိုင်တယ်လို့အနာဂတ်မှာအမှတ်တရအဖြစ်ထိမ့်သိမ်းထားပေးနိုင်တာကြောင့်မှတ်ဉာဏ်လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေအာရင်တော့ကပုံနေတာကျွန်တော်ငယ်တော့ကပုံနေဟာကျွန်တော်တို့ဖိုးဖွားတွေအာနော်မိဘတွေလက်ထက်ကငယ်တော့ကပုံတွေကျွန်တော်မြင်ကြရတဲ့အခါမှာကျွန်တော်စိတ်ထဲမှာတမျိုးတစ်ပုံခံစားရရမှတ်ဉာဏ်တစ်ခုဖြစ်နေတာခံစားကြရရပေါ့နော်ကျွန်တော်တို့ဆိုရင်ဒါဟိုဓာတ်ပုံပညာတိုးတက်နေတဲ့ခေတ်ကို အမိခဲ့ကြတဲ့လူတွေဖြစ်တဲ့ကြောင့်ငငယ်တုန်းကလည်းကျွန်တော်ရိုက်ခဲ့တဲ့ပုံလေးရှိမှာဒါပေမဲ့အခုချိန်မှာပြန်ကြည့်ရတဲ့အခါမှာအရန်ကွာသွားပြီပေါ့နော်ကျွန်တော်တို့ဟိုခံစားရတဲ့ feeling လေးတခုရတယ်မှတ်ညံတခုအော်ငါတို့ငငယ်တုန်းကဒီလိုရှိခဲ့တာပါလားဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲကျွန်တော်တို့အခုခေတ်မှာမွေးတဲ့ကလေးဆိုပို့ပြီးတော့မှကောင်းသေးတယ်ပေါ့နော်ကျွန်တော်တို့သူတို့အဲကိုဝင်ရှိတာနေစားပြီးတော့မှအဆင့်ဆင့်ကြီးထွားလာတာကိုကျွန်တော်ဓာတ်ပုံနေဗီဒီယိုနေမှတ်တမ်းယူထားလို့ရအဲ့တော့သူတို့တွေအသက်ကြီးတဲ့ခါမှာပြန်ကြည့်တဲ့ခါကျတော့ရှင်ဒီဥစ္စာတွေကမှတ်ညံနေဖြစ်နေကျွန်တော်တို့ရှိနေပါဘောနော်သူတို့ပကြီး စာရီနဲ့အာမင်းငငယ်တော်တော့ဒီလိုရှိခဲ့တာပါလို့ရေးပြလို့ရှိရင်ကျွန်တော်တို့သိပြီးတော့မှခံမှန်းလို့မရဘူး။မင်းငငယ်တော်ကဒီလိုမျိုးအာနေထိုင်ခဲ့ရပါဆိုပြီးပကြီးနဲ့ဆွဲပြရင်တော့မှကျွန်တော်တို့ကဟိုနည်းနည်းလေးထက်တူနေပါခံစားလို့ရတယ်။ဒါပေမဲ့တကယ်ဓာတ်ပုံဒီဗီဒီယိုနဲ့ကြောင့်ကျွန်တော်တို့တွေကတကယ်အတိအကျကြီးကိုကျွန်တော်တို့ခံစားလို့ရကြတယ်ပေါ့နော်။ကျွန်တော်တို့စိတ်ထဲမှာမှတ်ဉာဏ်ဖြစ်နေကျွန်တော်တို့ပြရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဟလာရှေ့ခေတ်တုန်းကဘရင်တွေရဲ့ဝက်စားစင်ရင်ပုံတွေကနေလူမှုဘဝနေထိုင်မှုပုံတွေကိုဆိုရင်လေဒီဓာတ်ပုံဆရာကြောင့်ကျွန်တော်တို့က တွေ့မြင်ခဲ့ကြရတာပေါ့နော်ဒီဓာတ်ပုံစီကဆိုတာ1885ခုနှစ်မှာတဲ့ကျွန်တော် Wallaby Wallet ဟူပါဆိုပြီးတော့မခေါ်တယ်ပေါ့နော်ကျွန်တော်ကဟိုသူတို့နာမည်တွေကိုခေါ်တဲ့အခါမှာအသုံးပြုတဲ့အခါမှာကျွန်တော်အတန်တော့မှားမှာဆိုတော့ကျွန်တော်မြန်မာလိုလေးထည့်ရေးတာပေါ့ဒါတော့မှကျွန်တော်ရဲ့နားလည်နိုင်မှုစွမ်းပေါ်မူတည်ပြီးတော့အနေငယ်မှားကောင်းမှားနိုင်တယ်ပေါ့နော်အဲ့ကြောင့်နားလည်ပြီးကြပါအဲ့ကြောင့်မလို့ကိုကပို့ပြီးတော့မှတည်ကြသိချင်တယ်ဆိုတော့သူတို့နာမည်တွေဒီမှာကျွန်တော် copy ယူသွားပြီးတော့မှအော်တော့ပြီးတော့မှချကြည့်ပေါ့နော်သူက1885ခုနှစ် ဒီတတိယအင်္ဂလိပ်မြန်မာစစ်ပွဲအတွင်းမှာကျွန်တော်ဒီဗြိတိရှစစ်တပ်အရာရှိနဲ့ဓပုံဆရာတယောက်ဖြစ်တယ်ပေါ့နော်သူကကျွန်တော်မြန်မာနိုင်ငံမှာဘာတွေရှိခဲ့လဲဘာတွေဘယ်လိုမျိုးနေထိုင်ခဲ့ကြလဲဆိုတော့မတန်းနေယူပေးခဲ့တယ်ဓပုံကြီးရိုက်ပေးခဲ့ဒါကြောင့်မလို့哦ကျွန်တော်တို့ဘရင်ခေတ်တုန်းကဟာလာဒီဘောင်မင်းတို့ရဲ့ပုံစံတွေကဒီလိုပါလားเนาะနေထိုင်မှုဘဝပုံစံတွေဒီလိုပါလားဆိုတော့ကျွန်တော်တို့အနေနဲ့မှတ်ညာတစ်ခုအနေနဲ့ပြန်ပြီးတော့มาသိကြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စာအုပ်တွေထဲမှာမျိုးမျိုးဖတ်ကြတယ်တင်စားကြတယ်ခေါ်ဝေါ်ကြတယ်ဆရာတွေပုံမူတည်ပြီးတော့มาအာပေါ်ကြီးလဲကြွာသွားတဲ့ခါမှာကျွန်တော်တို့ကဘယ်ဥစ္စာကိုဘယ်လိုမျိုးဆိုတာ ဟိုအတိအကျမခန့်မှန်းနိုင်ကြဘူးပေါ့နော်မတွေးကိုခေါ်နိုင်ကြဒါပေမဲ့ဒီလိုမျိုးဓာတ်ပုံလေးပြလိုက်တဲ့ခါကျတော့အော်ဒီလိုပါလားဆိုတော့ကျွန်တော်တို့အတိအကျကိုအသိနိုင်သွားတယ်ပေါ့နော်ဒါကျွန်တော်တို့ဓာတ်ပုံကြီးရဲ့ပါဝါတစ်ခုဖြစ်ပါတယ်အာဒီမှာဆိုတော့ကျွန်တော်တို့ဒါမြန်မာခေကျွန်တော်တို့ခြေခေမြန်မာပြည်လူမျိုးတွေခက်လက်ထက်တုန်းကကျွန်တော်တို့အမျိုးသမီးတွေရဲ့ဝက်စားစင်ရင်ပုံတွေနေထိုင်ပုံတွေပြီးရင်တို့မြန်မာကျွန်တော်တို့ဘီရင်မှာကျွန်တော်နေထိုင်ကြတဲ့ဒီစစ်တပ်တွေရဲ့เนาะပုံစံတွေပေါ့နော်စသဖြင့်ဒါမျိုးတွေကိုကျွန်တော်တို့ကအာမြင်ကြရပါလားသူရိုက်ထားတဲ့ဓာတ်ပုံတွေရဲ့ကျေးဇူးကြောင့်ပေါ့နော်ကျွန်တော်တို့ စာရင်းနဲ့ရေးပြလို့ချင်းမျက်စိတွေကတိတ်ပေါ်မှာမဟုတ်ဘူးပကြီးနဲ့ဆွဲပြလို့ချင်းလည်းကျွန်တော်တို့ကအမှုပညာတစ်ခုအနေနဲ့အာခန်းစားရရဆိုပေမဲ့ဟိုဒီလိုမျိုးဓာတ်ပုံတွေကြောင့်ကျွန်တော်ပို့ပြီးတော့မှတိကျကြကြီးတိကျရတာပေါ့နော်ဒါကြောင့်ဓာတ်ပုံဆိုတာမှတ်ဉာဏ်လို့အဲကျွန်တော်ကအတိတ်ပဲဖွင့်ဆိုထားတာသင်စားတာဖြစ်တယ်ပေါ့နော်ဒီချက်ပို့ပြီးတော့လည်းအတိတ်ပဲကောင်းကောင်းလေးဖွင့်ဆိုနိုင်တယ်လို့ရှိရင်တော့ပိုကောက်မှာပေါ့နော်โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ Apollo 8ဆိုတဲ့ mission ကိုကျွန်တော်တို့ကြားဘူးလိမ့်မယ်ထင်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့က ဟိုဒီလအကဘာပေါ်သွားပြီးတော့လပေါ်သွားပြီးတော့မှကျွန်တော်တို့အရင်ဒီလေးလာရေးခီးစင်ပေါ့နော်အဲ့မှာကျွန်တော်တို့ကသူကအဲ့လပေါ်ကနေကျွန်တော်တို့ကဘာကိုဒါဓပုံပြင်ရိုက်ထားတဲ့ပုံလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာကြီးကအလုံးကြီးပါလို့ကျွန်တော်တို့ကဘာကြီးကဘယ်လိုပုံစံပါလို့ကျွန်တော်တို့တွေစာတွေနဲ့ဘယ်လောက်ပဲရေးပြရေးပြဘယ်လောက်ပဲပြောပြပြောပြကျွန်တော်တို့တွေမယုံခဲ့ကြဘူးအရှင်ဒီမယုံတဲ့လူတွေလည်းအများကြီးရှိသေးတယ်ပေါ့နော် အဲ့တော့ဒါပေမဲ့ဒီလိုဓာတ်ပုံနဲ့မြင်လိုက်တဲ့ခါကျလို့ရတယ်။အော်ငါတို့ကဘာဒီလိုပုံစံလေးပါဒီလိုတိတိလေးပါဒီလိုလုံးလုံးလေးပါလားပေါ့နော်။အဝေးရကျင်ဒီလိုအနေထားပါလားဆိုတာ우။အာကျွန်တော်တို့ကအာတိကြရတယ်မြင်ကြရတယ်ပေါ့နော်။တွေးကြည့်ခဲ့ကြရတယ်ပေါ့နော်။ဒါကျွန်တော်တို့လူသားတွေရဲ့ပထမဆုံးသောအံ့ဩဖွယ်ရာကျွန်တော်အောင်မြင်မှုဤတစ်ခုလို့လည်းကျွန်တော်တို့သိရတယ်ပေါ့နော်။အဲ့တော့ဒါကဘာကိုပြင်ထားတဲ့ပုံပေါ့နော်။အော်ကျွန်တော်တို့ဖြစ်နေသည်ဖြစ်စီမဖြစ်နိုင်သည်ဖြစ်စီပေါ့နော်။ကျွန်တော်မှလည်းအိမ်မက်တစ်ခုရှိတယ်။အဲ့ဒါကျွန်တော်လည်းအဲ့လိုလာကဘာပေါ်ကနေပြီးတော့မှကျွန်တော်ကကျွန်တော်တို့ရဲ့ကဘာတွေတခြားဂျူတွေကိုလည်းကျွန်တော်က ဓာတ်ပုံပြင်ရခြင်းနဲ့စိတ်ကူးရှိတယ်ပေါ့နော်အဓိကကျွန်တော်တို့ကဘာပြန်ဒီလိုမျိုးအနေအထားမျိုးပေါ့နော်ကိုယ့်ရဲ့ကဘာကိုအဲ့လိုမျိုးပြင်ရတဲ့ဟာမျိုးလေးကို feeling ကိုလိုချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဘာကြီးကဒီလိုပုံစံပါလားငါတို့နေထိုင်တဲ့ကဘာကြီးကဒီလိုပုံစံပါလားဆိုတော့ဒီဓာတ်ပုံကြီးကြောင့်ကျွန်တော်တို့အနေနဲ့သိမြင်ခွင့်ရခဲ့ကြရတယ်ပေါ့နော်ဒါဓာတ်ပုံကမှတ်ဉာဏ်ဆိုတာလေးကိုအဲ့ခါကျွန်တော်တို့ဓာတ်ပုံဆိုတာမှတ်ဉာဏ်ဆိုတာပို့ပြီးတော့မှထင်ရှားစေတဲ့အဖြစ်ပြက်ဆိုရင်ကျွန်တော်တို့ကဒါဒုတိယကဘာစစ်တုံးကဟီရိုရှိမားမှာကျွန်တော်တို့ဒါနုပြူပုံเนาะအာကျဲခဲ့တဲ့ ြစ်ပြက်ဆိုရင်ဒါအားလုံးလည်းမှတ်ဉာဏ်ထဲမှာရှိကြလိမ့်မယ်နော်။တမိုင်းကြောင်းတည်တဲ့လူဆိုရင်လေးလာတဲ့လူဆိုရင်ပို့ပြီးတော့မှသိကြလိမ့်မယ်။ကျွန်တော်တို့ကတော့ခဏထားပါအောင်ဝေးသေးလို့နော်။ဂျပန်လူတွေဆိုရင်ပို့ပြီးတော့မှကျွန်တော်တို့ခံစားကြရလိမ့်မယ်နော်။ဘာလို့ဆိုတော့ဒီလိုမျိုးနှုတ်ပြုံပုံကျဲလိုက်တဲ့အခါမှာသူတို့ရဲ့ဂျပန်နိုင်ငံမှာရှိတဲ့နော်မြို့တစ်မြို့လုံးကြီးပါပျက်စီးသွားတဲ့အခါမှာလူပေါင်းများစွာတည်ကြကြရဖြစ်ဖြစ်ပြက်တရားဒါတော့တောင်းဆိုးဝါခဲ့တယ်ဆိုတာဒီဓာတ်ပုံမြင်တာနဲ့တင်သူတို့တွေမှာခံစားလို့ရတယ်ဗောနော်ဟောကျွန်တော်တို့အဲ့ဘာတွေဖြစ်ခဲ့တယ်ဘာတွေဖြစ်ခဲ့တယ်ကျွန်တော်က ဟိုစာတန်းနေမှတ်တမ်းနေရဆိုရင်တော့ကျွန်တော်တို့သိပြီးတော့မှလက်ခံခြင်းမှလက်ခံလိမ့်မယ်ယုံကြည်မှလည်းယုံလိမ့်မယ်ထပ်တူလည်းမခံစားပေးနိုင်ဘူးဒီလိုမျိုးတက်ပုံမြင်ရတဲ့ခါမှာဩဒီလောက်တောင်ပြက်စီးသွားတာပါလားဒီလောက်တောင်ဖြစ်သွားပါလားဆိုတဲ့ဟာလေးကိုအာကျွန်တော်တို့ခံစားကြရပါတော့နော်ဒါတော့ကျွန်တော်အဲ့ပုံတီထွင်ခဲ့တဲ့ဆိုတော့ opera high မှာပေါ့နော်အဲ့ဒါကိုကျွန်တော်ရုပ်ရှင်ပြန်ရထားရရှိရဟိုတကယ်သမိုင်းကြောင်းစိတ်ဝင်စားရတဲ့ဆိုရင်တော့အာလေ့လာကြည့်တင်တယ်ပေါ့နော်အဲ့ opera high မှာဆိုတဲ့ရုပ်ရှင်ရှိရပေါ့နော်သူက oscar ဆုလည်းရထားတဲ့ပုံအဲ့ရုပ်ရှင်ပေါ့နော်အဲ့ဟာလေးလည်းအရင်မိုက်ပါတယ်ပေါ့သူရိုက်ထားတဲ့ဟာလေး ဲ့တော့အဲ့လိုမျိုးကျွန်တော်တို့တွေကဟိုခံစားကြရတယ်ဘာလို့လဲဓာတ်ပုံဆိုတာမှတ်ဉာဏ်ဆိုတာ哦အဲကျွန်တော်တို့ချီမှာလည်းရှိပါတယ်ကျွန်တော်နောက်ပိုင်းလည်းပြန်ရှာကြည့်ပါမယ်ကျွန်တော်မြန်မာနိုင်ငံမှာလည်းဘာလို့ဒီလိုကဘာစစ်တွေတောင်မှဘာတွေဖြစ်ပြက်သွားလဲပေါ့နော်ဗီဒီယိုခေတ္တမှာဘာဖြစ်ခဲ့လဲဆိုတော့ပုံတွေပြင်ပြင်တက်လာတာဗီဒီယိုပြင်ပြင်တက်လာတာကျွန်တော်တွေ့ကြမှာပေါ့နော်အဲကြောင့်လို့ရှိရင်တော့ကျွန်တော်တို့ဟောငါတို့အဲ့ခေတ္တမှာဒီလိုပါလားငါတို့နိုင်ငံကြီးရဆိုတဲ့ဟာလေးကိုကျွန်တော်တို့ခန်းစားကြရတယ်ပေါ့နော် ဒီမှာဆိုရင်အခုချိန်တုန်းကဟီရိုရှိမားကကျွန်တော်တို့2025မှာဆိုတော့ဒီလောက်ထိတိုးတက်နေပြီပေါ့နော်1945မှာဒီလိုမျိုးပြပုံဘဝကနေပြီးတော့မှ2025မှာဆိုရင်ဒီလိုမျိုးဖြစ်နေပြီဆိုတော့ဒါလည်းကျွန်တော်တို့မှတ်ညံတစ်ခုအနေနဲ့ဟဲ့လားရှင်းတန်လာကြတာ။အော်အရင်တော့ကဒီလိုပါလားအခုဒီလိုပါလားဆိုတဲ့ဟာမျိုးတွေပေါ့နော်။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့မတူညီတဲ့အရာတစ်ခုပေါ့နော်။အချိန်ကာလအပိုင်းခြားကွာခြားသွားတဲ့ဟာမျိုးတွေကိုကျွန်တော်ရှင်းပြတဲ့အခါမှာလည်းကျွန်တော်တို့မှတ်ညံတွေပို့ပြီးတော့မှဟိုခံစားရစီပေါ့နော်။ဒီမှာဆိုလည်းကျွန်တော်တို့ဒါကျွန်တော်တို့ဟို လဘောကြရတဲ့ဘာနေပေါ့နော်ရုပ်ရှင်တိရစ္ဆာန်တွန်ဟန့်ပေါ့နော်သူဆိုရင်လည်းဒါသူငွေတော့ပုံနဲ့သူကြည့်ရတဲ့ပုံကိုကျွန်တော်ဒါနှစ်ပုံရိုက်ထားပြီးတော့မှပြန်ပေါင်းပေးထားတဲ့ဟာလေးဆိုရင်ဒါကျွန်တော်တို့အော်သူရဲ့ငွေရမှုနဲ့ဒါကြီးရင်မှုနှစ်ခုကိုကျွန်တော်တို့ကတွဲပြီးတော့မှခံစားရအောင်သူငွေတော့ဒီလိုပါလားကြီးလာတော့ဒီလိုပါလားဆိုတဲ့ဒီမှတ်ဉာဏ်လေးကိုကျွန်တော်တို့ကပို့ပြီးတော့မှပုံဖော်စီရယ်ပေါ့နော်ဒါကျွန်တော်တို့ဓာတ်ပုံပညာမှာအဲဓာတ်ပုံပညာသည်မှတ်ဉာဏ်ဆိုတဲ့အရာကိုဒါကျွန်တော်ကအတိပယ်ဖွင့်ဆိုပြီးတော့နမူနာလေးနဲ့ပြောပြပေးခဲ့တာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကျွန်တော်တို့ဓာတ်ပုံမှာ အော်ဒီလိုမှတ်ညံဆိုတဲ့ power တစ်ခုရှိပါလားဆိုတော့ကျွန်တော်တို့သိလဲရပြီဖြစ်ပါတယ် Learn photography anytime anywhere